ရောအားလုံးပဲမင်္ဂလာပါခင်ဗျကျွန်တော်ကိုအန်ပါကိုအန် recap channel ကနေကြိုးဆိုပါရစေ channel subscribe လုပ်ပြီးနားခေါင်းလောင်းနှိပ် VPN လေးဖြွင့်ပြီးတော့ကြည်ပေးသားကိုမြေတားရက်ခိုင်နေဒီနေ့ season လေးကိုစလိုက်ကြအောင်ပါခင်ဗျာ FM တင်းဌာနတစ်ခုဖြစ်တဲ့ SNC ကနေပြီးတော့ရုံးတက်ချိန်ပြီးသွားကြအောင်ရင်ကျော်ပိတ်ဆို့မှုတွေရှင်းလင်းသွားကြောင်းနဲ့မနက်စောစောပိုင်းကအမျိုးသားလွှတ်တော်မှာတမနာကြီးကမိန်ငုံးပြောတာကြောင့်ရွှေရိုးတဝိုက်ကလမ်းတွေပိတ်ထားကြောင်းစီစဉ်ကြညာသူရုံးဟောင်ဝါကကြေညာနေပါတယ် ဂျေနာပြီးတဲ့နောက်မှာတော့အသစ်ထွက်ရှိလာတဲ့အခွန်ဥပဒေတွေနဲ့ပတ်သက်ပြီးပြည်သူရဲ့ထင်မြင်စကြတွေကိုဖုံးဆက်ဓာတ်ရိုက်မေးမြန်းမဲ့အစီအစဉ်ကိုစတင်လိုက်ပါတယ်။ဒေတာစံတော်ချိန်9:30မိနစ်မှာအရင်ဆုံးစဝင်လာတဲ့ဖုန်းကတော့ဇုံမြို့မှာနေထိုင်ပြီးတော့စောက်လုံရေလုပ်ငန်းတွေကိုလုပ်ကင်နေတဲ့ပန်နိုဂူဆိုသူပဲဖြစ်ပါတယ်။ရိုယန်ဝါကပန်နိုဂူကိုလက်တော်ဖြစ်ပေါ်တဲ့အခွန်ကိစ္စနဲ့ပတ်သက်ပြီးထင်မြင်စကြတွေကိုပြောပြဖို့မေးလိုက်ပါတယ်။တပတ်ကလည်းသူကအိမ်မှာတယောက်တည်းနေသူဖြစ်ပြီးတော့ဒီဗီနဲ့ရေကဲတရာနှစ်ခုတည်းသုံးနေပါလေရဲ့။မီတာက3,900ကျနေရကြောင် မီလာယုံဖုံးဆက်ခဲ့ပေမဲ့ပတ်စံမပေးမီးဖြတ်မဲဆိုရလက်လွတ်စပယ်အဖြေကိုသာရရှိခဲ့တာကြောင့်မကြေမနက်ဖြစ်နေပါလေရုံရဟွာအခုအစီအစဉ်ကအခွန်ဖြစ်ကြောင်းကိုပြောလိုက်တော့ပန်နိုဂူကမီလာကဆိုရမီးခွန်ဆောင်တာဖြစ်ကြောင်းကိုပြန်ရှင်းပြပါလေသူတို့လိုတာမန်နိုင်ငံသားကောင်းတယောက်ပေါ်မှာအစိုးရဘာကြောင့်အလေးထားမဆက်ဆံတာလဲလို့လည်းမေးပါလေနိုင်ငံရေးပါလာကြောင့်ရုံရဟွာကဒါပါတီကိစ္စဖြစ်ပြီးတော့သူတို့နဲ့မဆိုင်ကြောင်းပြောကကြောက်လန့်ပြီးတော့စိတ်ဝင်စားလို့နဲ့ဖုန်းမချနိုင်လို့တောင်းပန်နေကြကဖုန်းချလိုက်ပါလေနောက်တစ်ယောက်ကတော့ကင်ယုံဖြစ်ပြီးတော့ သူမရန်နှစ်သက်ရတဲ့တင်ဆက်သူရင်အောင်ဝါနဲ့စကားပြောခွင့်ရတာကြောင့်ရင်တုံနေမိကြောင်းကိုပြောလိုက်ပြီးအင်ရှင်မတယောက်ဖြစ်တဲ့ကြောင်းကိုမေးဆက်လိုက်ပါတယ်အဲဒီမှာအရင်ဆုံးဖုန်းဆက်သွားတဲ့ပတ်နိုကူရဲ့ဖုန်းချဖို့ပြောထားပါရက်နေဆိုအတိုင်းကကြားပြဝင်လာတာကြောင့်ဖုန်းလိုင်းတွေပူးနေကြောင်းအကြောင်းပြပြီးတော့ကြေညာတဲ့အစီအစဉ်တစ်ခုချက်ချင်းပဲလွှင့်တင်လိုက်ရပါတယ်ဖုန်းချပြလို့မရတဲ့ပတ်နိုကူရဲ့ဖုန်းလိုင်းကြောင်းရွှေအောင်ဝါကအုံနောက်နှစ်ချမ်းလုံးစူပွားကစိတ်ပူသွားပါတယ်ပတ်နိုကူကသူပြောနေပါလေကဘာလို့ဖုန်းချတာလဲ သူဘက်ကဘာမှားသွားလို့လဲဆွဲမေးခွန်းတွေကိုရုံးရောင်ဝါဘက်ကချမရတဲ့ဖုန်းကနေဇက်တိုက်ကိုပြောလာပါတော့တယ်။သူတို့မှာတခြားသူတွေလည်းရှိသေးတာမလို့တယောက်ကိုအချိန်နဲ့ငင်စီသာယာချောင်းပြောလိုက်ကရုံးရောင်ဝါကတောင်းမှန်လိုက်ပါတယ်။ပန်နိုကူကသူ့ကိုဗီလိန်ဖြစ်အောင်ညံစင်နေရလားဆိုပြီးတော့သူ့မှာပြောစရာရှိနေတဲ့ဖုန်းမချနိုင်လို့ပြောနေကြောင်းဒေါ်သာထွက်တဲ့အတန်းနဲ့ပြောလာခဲ့ပါတယ်။ရှောင်းထွက်သွားတဲ့ရုံးရောင်ဝါရဲ့နာမည်ကိုခေါ်ပြီးတော့သူ့ကိုဖုန်းပြန်ဖြေပေးဖို့ပြောနေတာကြောင့်တပတ်ကဖုန်းချမှသာတခြားသူတွေရဲ့ဖုန်းတွေကိုလက်ခံနိုင်မှဖြစ်ကြောင်းကိုသတိပေးလာပါတယ်။ ဘန်နိုကူကသူ့အနေနဲ့တခါပဲပြောမှဖြစ်တာကြောင့်တေချာနားထောင်ဖို့ပြောကာသူစီမဘုံတလုံးထောင်သားကဟန်မြတရားကိုဖောက်ခွဲတော်မှာဖြစ်ကြောင်းသိပေးလိုက်ပါရီဆက်သွယ်လာတဲ့ဖုန်းနံပါတ်ကိုကြည့်ကနောက်ပြောင်မနေဖို့သတိပေးနေရဲတိုင်ဖို့ပြန်ချင်းချောက်လိုက်ပါရီဘန်နိုကူကသူ့အနေနဲ့အချိန်အများကြီးယူကနှစ်ရွှေလာများစီစဉ်ထားတာဖြစ်တဲ့အတွက်မဖောက်ခွဲလို့မဖြစ်တော့ကြောင်းပြောလိုက်တဲ့အခါရုံရောင်ဝါကတာမန်စားနောက်မှုတစ်ခုလို့သာထင်မှတ်ပြီးတော့တတိရှင်ရဲ့ခလုံးနှိပ်လိုက်ပါတကယ်လို့မဲသူတွေကစကားများမနေသလို့ စကားများနေသူတွေကလည်းဘယ်တော့မှတကယ်လို့မှမဟုတ်ကြောင်းသတိလက်လွတ်နဲ့အာသီးရောင်းလိုက်ပါလေပန်နိုကူကတကယ်ဖောက်ခွဲတော့မှဖြစ်ကြောင်းထပ်ပြောတဲ့အခါရွှေရောင်ဝါကမြ мян ဖောက်ခွဲလိုက်ဖို့နဲ့သူတို့မှတခြားအစီအစဉ်တွေရှိသေးကြောင်းယဉ်သီးစွာနဲ့တုံ့ပြန်လိုက်တာပါနှစ်ယောက်သားမှစကားခြေရင်တွေဖြစ်နေကြရင်းနဲ့စကားများတဲ့ခွေးသားဆိုပြီးတော့ဆဲကမြ мян ဖောက်လိုက်ဖို့ပြောလိုက်ပါတော့လေအင်ဂျင်နီယာဌာနကထုတ်လင်းမှုကိုခဏပိတ်ထားပြီးတော့ကြော်ညာလွှင့်ချိန်ကုံဆုံးတော့မှဖြစ်ကြောင်းရွှေရောင်ဝါကိုပြောလိုက်တော့သူကဒီအစီအစဉ်ကတပတ်ကြာနေဖြစ်တာကြောင့်ပန်နိုကွဲကိစ္စကိုဖြေရှင်းပြီးမှ အစည်းအဝေးကိုဆက်ဖို့အတွက်အကြံပေးပါတယ်။ရွှေအောင်ဟွာကသူ့ရဲ့ဖုန်းကိုလိုင်းပေါ်ပြန်တင်ပြီးတော့ဖုန်းလိုင်းတွေရောသွားတာကြောင့်လို့ပြောကပရိသတ်ကိုတောင်းပန်လိုက်ပါတယ်။ဗတ်ဆန်ရှိတဲ့သူကအခွန်နဲ့နဲ့ပဲဆောင်ရပြီးတော့ဗတ်ဆန်မရှိတဲ့သူကအခွန်များများဆောင်နေရတာနဲ့ပတ်သက်ပြီးလူတို့ရဲ့ဝေဖန်ချက်တွေမြင့်တက်နေတဲ့အကြောင်းကိုပါပြောလိုက်ပါတယ်။အခွန်ကိစ္စအတွက်ပညာရှင်တွေကိုလည်းခေါ်ဆောင်ထားကြောင်းကြေညာနေချိန်မှာပဲပြင်းထန်ကြေလောင်လှတဲ့ပေါက်ကွဲတိုင်တစ်ခုကိုကြားလိုက်ရပါတော့တယ်။ရွှေအောင်ဟွာလည်းအတန်လွင့်ခွန်ကနေထပြီးတော့ပရင်းမောက်ကနေကြီးလိုက်တဲ့အခါမှာဟန်မြကူးတရာမာဖိုမှာမိအိုးတွေဥနေပြီးတော့ တရားကလည်းကြိုးကြနေတာကိုတွေ့လိုက်ရပါတယ်။သူကြည့်နေစင်မှာပဲတရားရဲ့နောက်တနေရာကထပ်ပြီးတော့ပေါက်ကွဲသွားပြန်တာကြောင့်ထိတ်လန့်သွားရပါတယ်။အလုံးမင်းထိတ်လန့်သွားတဲ့ရွံ့အောင်ဘွားကဘန်နိုကူစီကိုဖုံးဖြေဖို့အတွက်ကောက်ကန်လိုက်တဲ့အခါမှာတပတ်ကခဏနေမှပြန်ခေါ်မှဖြေချောင်းကိုပြောလာပြီးတော့ဖုံးချသွားပါတော့တယ်။ရွံ့အောင်ဘွားကမှတ်ထားတဲ့နံပါတ်တိုင်းဖုန်းကိုပြန်ခေါ်ပြီးမဲ့လူကြီးမင်းနဲ့သာတိုးခဲ့ပါတော့တယ်။ဒီတော့မှသာဖုန်းဆက်လာသူရဲ့ကိုရင်းရာဇဝင်ကိုချရေးကခေါင်းစားရပါတော့တယ်။အချက်လက်တွေကိုတိုင်ကြားဖို့ရဲစခန်းကိုဖုန်းဆက်ခဲ့မယ်။ တပတ်ကဖုန်းကင်လာမှစိတ်ပြောင်းသွားကဖုန်းမှခေါ်မိတဲ့အကြောင်းကိုပြောပြီးတော့ဖုန်းပြန်ချလိုက်ပါလေအတန်ဖန်း PD ဂျောင်းကရဲကိုတိုင်းမှုဖုန်းဆက်နေရကြောင်းရွှေဟွာကအမြန်ဆုံးတားဆီးကမာဖိုတရားပေါက်ကွဲမှုကသတင်းဌာနတွေမှာပွက်လို့ရိုက်နေပြီမဲ့သတင်းမှန်သူတို့ပဲသိတာဖြစ်ကြောင်းကိုပြောလိုက်ပါလေစောစောကဖုန်းပြောခဲ့တာတွေအတန်ဖန်းလာရင်နောက်ထပ်ပတ်နိုကူဖုန်းပြန်ဆက်မှာတန်းပြီးတော့အတန်နှွှဲမှုရွှေဟွာကဂျိုတင်းပြီးတော့ညှိနှိုင်းထားလိုက်ပါလေအခွင့်အရေးတစ်ခုဖြစ်ပြီးတော့သူတို့ရဲ့ကံကောင်းမှုမလွတ်တန်းကိုင်းဆုပ်ထားမှာဖြစ်ကြောင်းရွှေဟွာကထပ်ပြောပါလေရဲတိုင်းမှုရေးမကြီးကြောင်းနဲ့ ဖုန်းဆက်လာတဲ့နားထောင်သူဦးရေကဒိုးလာမှဖြစ်ကြောင်းကိုတွက်ချက်ပြလိုက်ပါတယ်။ဌာနမှူးခြာတယ်ဝန်စီကိုဖုန်းဆက်ပေမဲ့သူစီကိုဖုန်းမဆက်ဖို့နဲ့ဒီကိစ္စရုံးရောင်းဝါးရဲ့အပိုင်းမဟုတ်ကြောင်းပြောတာအဆူခံနေရပါတယ်။ရွမ်းဟွာကသူဖမ်းယူထားတဲ့ပတ်နိုကူရဲ့အတန်ဖိုင်ကိုပို့လိုက်တဲ့အခါမှာခြာတယ်ဦးကစိတ်ဝင်စားသွားခဲ့ပါတယ်။ဒါကကြမ်းဖက်မှုတစ်ခုဖြစ်ပြီးတော့သူစီကိုဖုန်းနဲ့သတင်းပို့ကဖုန်းချပြီးပြီးချင်းမှာပဲပေါက်ကွဲသွားတာဖြစ်ကြောင်းသတင်းပို့လိုက်ပါတယ်။ခြာတယ်ဦးကသူ့အထက်ကိုအမြန်တက်လာဖို့ပြောရင်ရွမ်းဟွာကဘန်နိုကူကဖုန်းပြန်ဆက်မှာဖြစ်တာကြောင့်သူပြန်တက်မလာနိုင်ကြောင်းကိုညင်းလိုက်ပါတယ်။ သူကကွာရှင်းသတင်းကြေညာသူဖြစ်ကနေ FM အတန်လွင့်ထားတာဘက်ကိုရောက်လာတာဟာသူ့ဘဝအတွက်စိတ်ပျက်စရာဖြစ်ပေမယ့်အခုချိန်မှာသူဟာနာမည်ရဖို့မဟာခွင့်ရဖြစ်နေဖြစ်ကြောင်းနဲ့သူ့နေရာကိုပြန်ပေးကကင်မရာတွေလည်းအစင်းသိမ်းလုပ်ပေးပြီးရေဒီယိုဘက်ကိုလွှတ်ပေးဖို့တောင်းဆိုလိုက်ပါတယ်။သူပြင်ဘက်ကိုရောက်သွားတဲ့ချိန်မှာသတင်းဌာနတွေကမာဖိုသတင်းကိုသာကြေညာနေပြီးတော့ KTN သတင်းဌာနကပောက်ကွဲမှုဖြစ်တဲ့နေရာကသတင်းထောက်နဲ့ဆက်သွယ်ပေးနေပါတယ်။အဲ့သတင်းဌာနကရဟိုင်းနဲ့သတင်းယူပြီးတော့ချိန်နေအသေးစိတ်ကိုထုတ်လွှင့်ပေးနေတာပါ။ဇနီးဖြစ်သူလီဂျီဆူစီ ဖုန်းဆက်ချိန်မှာမအားသေးကြောင်းပြောကဖုန်းချလိုက်တာကြောင့်ထပ်ခေါ်တဲ့အခါမှာလူကြီးမင်းနဲ့ဒိုးနေပြီးတော့ယွမ်ဟွာကကိစ္စပြီးရင်ပြန်ပေါင်းကြဖို့ပြောကအတန်မတ်ရှိကိုထားခဲ့လိုက်ပါလိယွမ်ဟွာကအလားတွေပြင်ပြီးတော့ line ကိုဖွင့်ကလွန်ခဲ့တဲ့9မိနစ်ကဂျမ်ဖတ်သမားကဘုံဖောက်မဲ့အကြောင်းကိုဖုန်းဆက်တာကိုပရိသတ်စီကိုကြေညာလိုက်ပါလိပန်နိုကူရဲ့ဖုန်းကထပ်ဝင်လာချိန်မှာယွမ်ဟွာကမာဖိုတရားကိုဘုံဖောက်ခွဲသူလားဆိုရင်မေးခွန်းအတီးပြုတ်လိုက်ပြီး line ကိုပိတ်ချကကြော်ညာဝင်လိုက်ပါလိ ကြော်ညာဝင်နေတဲ့အချိန်မှာဖုန်းပြောတဲ့သတင်းကို TV ကလွှင့်တော့မှဖြစ်ကြောင်းပန့်တို့ကူစီကိုအတိပေးလိုက်ပါတယ်။ကင်မရာတွေပြင်နေချိန်မှာခြာရုံကလည်းအောက်ထပ်ကိုဆင်းလာပြီးတော့ဂျီရှူသူတွေများကယာရူတိုးရတော့မယ်ရေးတွေးလို့ပြုံးပြော်နေပါတော့တယ်။ BD ချောင်းကတော့ FM ကိုခဏရပ်ပြီးတော့ရုပ်သံထုတ်လွှင့်မဲ့ဒူးကြကြဖြစ်စဉ်ကြောင့်စိတ်ပြတ်သွားပါတယ်။မေကန်ဆရာကယွမ်ဝါကိုအလားတွေပြင်ပေးနေချိန်မှာအတန်ဖန်းဖွဲ့ကလည်းမိုင်းနဲ့နှစ်ချက်ကိုလာပြီးတော့တတ်ပြီးသွားပါတယ်။ယွမ်ဝါကတော့အကျန်းဖတ်သမားကဘယ်သူပဲဝါဆိုတာကိုနောက်ဆုံးထုတ်ဖော်ပြောလာတဲ့အထိကိုအင်တာဗျူးသွားမှာဖြစ်ကြောင်း ချားတယ်ဦးကိုပြောလိုက်ပါတယ်။တိုင်းရထုံးလင်းကန်ဒီမှာပန်းတို့ကူစီကိုဖုန်းဆက်ပြီးတော့ပြောစရာရှိတာတွေကိုစဉ်းစားထားဖို့တတိပေးလိုက်ပါတယ်။ပန်းတို့ကူကသူ့ဘက်ကဖုန်းခေါ်ပြီးတော့သတင်းပေးခဲ့မိ။ကြီးစုသူတွေများလာတဲ့ခါမှာအတန်လွင်ဌာနကသာပတ်ဆိုင်ယူမှာဖြစ်တာကြောင့်အစင်မပြေဖြစ်နေကြောင်းကိုပြောလိုက်ကသူ့အတွက်1300ထောင်ကျော်တောင်းလာခဲ့ပါတယ်။ယွမ်ဝါကအကျန်းဖက်သမားကိုပတ်ဆက်မပေးနိုင်ကြောင်းညင်းလိုက်တဲ့အခါအကြမ်းဖက်သမားကဖုန်းချသွားပြီးတော့ KTN သတင်းဌာနကိုဆက်သွယ်နေပါတော့တယ်။ခြားရုံကအထက်နဲ့ညှိပြီးတော့အကြမ်းဖက်သမားစီကိုပတ်စံလွှဲပေးလိုက်ပါတယ်။ ။မကြာခင်မှာပဲရွံ့အောင်ဝိုင်းရုပ်တံဒိုက်ထုတ်လိမှုစီစဉ်ကုန်စတင်ခဲ့ပြီးတော့ဂျီရှူသူတွေကအကျန်းဖတ်သမားကဘယ်သူလဲမာဖိုတရာကိုဘာကြောင့်ဘုံခွဲတာလဲဆိုရင်မေးခွန်းတွေကိုစတင်ပြီးတော့အင်တာဗျူးလိုက်ပါတယ်။လွန်ခဲ့တဲ့နှစ်1983ခုနှစ်ကဘာမှလုတ်ကင်မစားတတ်တဲ့ပန်နိုကူကမာဖိုတရာအောက်မှာဆောက်လို့ရတောက်တူမဲရအဖြစ်ဝင်းအောင်လုတ်ကင်ခဲ့ဘူးကြောင့်ကိုစပြီးတော့ပြောပြလိုက်ပါတယ်။လွန်ခဲ့တဲ့နှစ်နှစ်ကအရေးကြီးဧည့်သည်တွေကြောင့်တရာကိုပြန်ပြင်ခဲ့ကြပြီးတော့ညင်းတဲ့အထိအလုပ်လုပ်မယ်ဆိုရင်နှစ်တောင်းခွဲပို့ပေးမှဖြစ်ကြောင်းအင်ဂျင်နီယာဌာနကညှိနှိုင်းခဲ့ပါတယ နိုင်ငံတိုးတက်ဖို့ဆိုပြီးတော့အစိုးရကဗဇက်ကမချပေမိန်းအလုံသမားတွေအနေနဲ့ကတော့နှစ်30ကြာတဲ့အထိဘီးလိုက်မီပြောတဲ့မဆလာတော့တဲ့ကကိုမထွက်နိုင်သေးတာကိုစိတ်ပြက်လို့နေကြပါလေတကယ်မှဒရာရဲ့ရထားတန်လန်းပေါ်မှာအလုံလုံနေချေချော်ကြကလူ၃ယောက်ကရေထဲပြုတ်ကျသွားပေမိန်းမတီးခဲ့ကြပါဘူးရဲနဲ့ကယ်သည်အဖွဲ့တွေကိုကြိုပြီးတော့သတင်းပေးခဲ့ပေမိန်းအစည်းအဝေးရှိနေအောင်ဆိုပြီးတော့အကြောင်းပြကတယောက်မှရောက်မလာခဲ့ကြပါဘူးလူ၃ယောက်ကငွေ၂000ခွဲရဖို့အတွက်နဲ့တေဆုံးခဲ့ရပေမယ့်ရော်ကြီးမပြီးတဲ့အပြင်မှာမတောင်းပန်ပဲလဲနေကြပါလိမ့် ပန်နိုကူကသူ့မှာလဲနာမည်မျိုးနဲ့မိသားစုရှိပြီးတော့လူတယောက်လိုကောင်းမှုမနေခြင်းခဲ့တဲ့အကြောင်းကိုပြောပါတယ်။နိုင်ငံတော်ပေါ်မှာခွေးတကောင်ရဲ့တစ္ဆာနဲ့လှုပ်လှုပ်ပေးခဲ့ရပေမယ့်နွားတကောင်လိုသာခိုင်းစေခံရကနိုင်ငံတော်ကသူတို့ပေါ်မှာတော့ဘယ်စိတ်တကောင်လိုသာသာသာသဘောထားခဲ့တဲ့အကြောင်းဝမ်းနဲ့ပက်လက်နဲ့ဖွင့်ဟလာခဲ့တာပါ။ပန်နိုကူကတမနာကြီးကိုခေါ်ပေးဖို့နဲ့ဒေသုံးသူ၃အောက်ကိုမိသားစုရှိတနိုင်ငံလုံးရှိမှတောင်းပန်ပေးဖို့တောင်းဆိုလာခဲ့တာကြောင့်ဂျာတဲ့ဦးနဲ့ရုံအောင်ဟွာတို့လည်းစွန့်အားသွားခဲ့ကြပါတယ်။ ယွမ်ဝါခန်းစားချက်ကိုနားလည်ပေမဲ့သမရကိုတန်လွင်ထာနာစီခေါ်ဖို့ကမဖြစ်နိုင်ကြောင်းပြောလိုက်တာကြောင့်ဂရီကိုဖျက်သလိုအစောပိုင်းကလေးကသူ့ကိုခွေးကောင်လို့ဆဲတာကိုမကျေနပ်ကြောင်းပြောလိုက်ပြီးလိုင်းမောင်ဆင်းသွားခဲ့တာကြောင့်ယွမ်ဝါကနားမှာတတ်ထားတဲ့နှစ်ချက်ကိုဖြုတ်လိုက်ပြီးတော့အပြင်ထွက်သွားခဲ့ပါလေ။ဂျင်နာသူအသည့်ဖြစ်တဲ့ယင်းကိုကဆက်လက်အင်တာဗျူးနေပြီးပန်းနိုကူကယွမ်ဝါကိုသာခေါ်ပေးဖို့ပြောလိုက်တာပါ။သူမှနောက်ထပ်ထောင်ထားတဲ့ဘုံတွေရှိသေးကြောင်းပြောလိုက်ပြီးတော့ယင်းကိုရဲ့ရှေ့ကမိုက်ခရိုဖုန်းကိုဖောက်ခွဲပြလိုက်ပါလေ။ယွမ်ဝါကထိတ်လန့်သွားပြီးတော့ သူ့အတွက်ဂျိုးမဲမိုင်းနှက်ချက်ကိုယူလာခိုင်းလိုက်ပါလေလီဂျီစုကတော့ဒရာပေါ်မှာရှိနေပြီးတော့အဲ့နေရာကနေဓာတ်ရိုက်ထုတ်လွှင့်နေခဲ့တာပါယွမ်ဝါကတော့ပန်းတို့ကူစီဖုန်းဆက်ပြီးတော့ရုံတန်ဌာနကိုအခုလိုမလေးမစားမလုပ်ဖို့ပြောနေချိန်မှာဝန်ထမ်းတယောက်ကဂျိုးမဲမိုင်းကိုလာပြီးတော့တတ်ပေးပါလေယွမ်ဝါကစိတ်တိုးပြီးတော့ဆဲလိုက်တဲ့အခါပန်းတို့ကအခုပဲနားမှာဘုံတက်လိုက်ပြီဖြစ်တာကြောင့်ယိုသေးဆက်ဆံဖို့ပြောလိုက်ပါလေစပွဲရထားလိုက်တာဖြစ်ဖြစ်ဖြုတ်လိုက်တာဖြစ်ဖြစ်ပေါက်ကွဲသွားမှာဖြစ်ပြီးတခြားသူတွေကိုပြောပါကလည်းအတူတူပဲဖြစ်ကြောင်းကိုထပ်ပြောလိုက်တာပါ ပန်အိုဂူကယွမ်ဟွာရဲ့ကိုယ်အမှတ်တမ်းနဲ့နောက်ကျောင်းရာဇဝင်တွေကိုလည်းရုတ်ပြလိုက်ပါရီလီဂျီဆူရောက်နေတဲ့တရားမှာဘုံတလုံးထပ်မံပေါက်ကွဲသွားခဲ့ကကင်မရာမန်လည်းလဲကျသွားပါရီယွမ်ဟွာကတော့ကင်မရာရှေ့ကိုပြောင်းလာပြီးတော့ဒုတိယကြိမ်ပေါက်ကွဲမှုအခြေအနေချိန်မှာပန်အိုဂူကတမနာကိုခေါ်ပေးဖို့ပြောလာခဲ့ပါရီတမနာကြီးကတောင်းပန်ချိန်မှာက3မိနစ်တွင်းရောက်လာမှာဖြစ်ပြီးရောက်မလာဆိုရင်တရားဘော်ကလူတွေသေပေးရမှာဖြစ်ကြောင်းကိုပြောလိုက်တော့တာပါသူလိုအပ်နေတာကတောင်းပန်ပေးဖို့သာဖြစ်ကြောင်းနဲ့ သမရကတောင်းပန်လိုက်ပါကသူကိုယ်တိုင်လာပြီးတော့ဖမ်းခံမှာဖြစ်ကြောင်းကိုထပ်ပြောလိုက်ပါတယ်။အိမ်ပြတော်ရဲ့ဖုန်းနံပါတ်ကိုလည်းပေးကဆက်သွယ်ခိုင်းလာတဲ့အတွက်ယွမ်အဝါကမျက်လုံးပြူးပြီးတော့ပယံလုံးတဲ့လူဆိုတော့တေးကြရဲ့လားလို့ပြန်မေးလိုက်ပါတယ်။သူတို့လိုလူတန်းစားတွေထဲမှာလည်းပြောရေးဆိုခွင့်မရှိတဲ့ပြောတတ်ဆိုတဲ့ပုံကိုယ်ရှိပါကြောင်းတုံအားတဲ့ဥတူတွေပဲဆိုပြီးတော့အထင်မသေးတဲ့အကြောင်းကိုပြောလိုက်ပါတယ်။သမရအိမ်ပြတော်ရဲ့ပြောရေးဆိုခွင့်ရှိသူတန်းဆက်သွယ်ရတဲ့အခါမှာလက်ရှိစီစဉ်အကြောင်းကိုမေးမြန်းလိုက်ပါတယ်။တပတ်ကပြောရေးဆိုခွင့်ရှိသူကထုံးစံလိုက်ပါညွန်ကြားချက်မှမရှိပေမဲ့ အတက်နိုင်ဆုံးအကောင်းဆုံးဖြစ်အောင်စူးစမ်းပေးနေကြောင်းကိုသာဖြေကြားသွားတာပါမကြခင်အကြမ်းဖက်နေနေအဖွဲမှုဘက်ကြောင်မင်ရောက်လာပြီးတော့ခြာတယ်ဦးကို ID ကထုတ်ပြလိုက်ပါလေရွှေအောင်ဟွာကဒါးပေါ်မှာပြည်သူ16ရောက်ရှိနေသေးကြောင်းပြောလိုက်ပြီးတော့ဘာကြောင့်ရက်ဆက်တဲ့လောက်ကိုလောက်ရတာလဲလို့မေးလိုက်ပါလေဘန်တော့ကူကသူသားတရားကိုမဖောက်ခွဲရင်ဘယ်သူမှစောက်ဖက်လို့မှမဟုတ်ကြောင်းနဲ့အခုမှသာတမရာကြီးကိုယ်တိုင်မျက်ခုံးလုံနေတာဖြစ်ကြောင်းကိုပြန်ပြောလိုက်ပါလေအပြန်လန်စကားပြောနေကြဈေးမှာပဲပြုတ်ကြလူလူဖြစ်နေတဲ့ကားတစ်စီးပေါ်ကကလေးနှစ်ယောက်ကိုလူတွေကကယ်ထုတ်နေပြီး ။ဘာကင်ပြည်သူကတော့ကားနဲ့အတူတူပြုတ်ကျလို့သွားခဲ့ပါလိမ့်။ဘာကင်ဆုံးဆုံးသွားတဲ့ကလေးမျိုးရဲ့ခံစားချက်ကိုကိုချင်းစာတက်စီချင်းကြောင်းရုံးအောင်ဝါကပန်းတို့ကိုပြောပေမယ့်ဂယူးမဆိုင်ပဲတမနာရောက်လာဖို့10မိနစ်သာလိုတော့ကြောင်းကိုပြောတာကြောင်းနာယူကြည့်လိုက်တဲ့အခါမှာ10နာရီနဲ့6မိနစ်ရှိနေပြီပဲဖြစ်ပါတယ်။ဒါကြောင့်လဲအမှန်တကယ်ရောက်လာသူကတမရာကြီးမဟုတ်ပဲရဲဌာနချုပ်ရဲ့ဦးစီးမှုဂျူဂျင်ချောပဲဖြစ်နေတာပါ။ဘန်နိုကူကလည်းဒါဟန်ဆောင်တောင်းမန်တဲ့သဘောသာဖြစ်ပြီးတော့တမနာကိုယ်တိုင်မတောင်းမန်တာကြောင့်တင်းနေခဲ့ပါတယ်။ယွမ်ဝါကမိတ်ဆက်ပေးနေပြီမဲ့ ဂျူဂျင်ချောကသူပြောပြရစီဆိုပြီးတော့ကြားဖြတ်ဝင်ပြီးတော့ပြောလိုက်ပါတယ်ဂျူဂျင်ချောကအပြစ်ကိုဝင်ခံပြီးတော့လက်နှက်ချလိုက်ဖို့နဲ့ဘန်နိုကွေအခြေအနေကိုမူတည်ပြီးတော့တတ်နိုင်ဆုံးပေါ်ရှော့တဲ့အပြစ်ဒဏ်ကိုချမှတ်ပေးသွားမှာဖြစ်ကြောင်းတွေသွားပြောလိုက်ပါတယ်ဘန်နိုကွာသူ့ကိုဘယ်ရဲမှခြေရာမခံနိုင်ကြောင်းစိန်ခေါ်လိုက်တဲ့အခါရှာတွေ့သွားရင်ဘာတွေဆက်ဖြစ်လာမယ်ထင်သေးလို့ဂျူဂျင်ချောကမေးတာကြောင့်မနက်မြန်မှာခေါင်းပြက်နေတဲ့သူကသူမဟုတ်ပဲနဲ့ဂျူဂျင်ချောကိုယ်တိုင်လည်းဖြစ်နေနိုင်ကြောင်းပြန်ပြောလိုက်ပါတယ်နှစ်ယောက်ကြားမှာအခြေအနေကတင်းမာလာတဲ့အတွက်ပတ်ချောင်းမင်းက ရွှေအောင်ဟွာကသာဆက်ပြီးတော့ပြောစီဖို့တောင်းပန်နေပေမဲ့မန်တက်ရဲ့ရဲမှုကပြောမများဆိုများထိမ့်များသိမ့်များဖြစ်နေတာပါဂျူရင်ချောကမကြခင်ဖမ်းပြီးတော့မှဖြစ်ကြောင်းပြောလိုက်ပြီးသူယူလာတဲ့ပန်းတို့ကွဲဓာတ်ပုံနဲ့မှတ်တမ်းတွေကိုထုတ်ပြလိုက်ပါတယ်တောင်ကိုရီးယားအစိုးရရဲ့ခံယူချက်ကအကြမ်းဖက်သမားနဲ့မညီနိုင်တာကြောင့်အဖမ်းခံဖို့သာထပ်ပြောလိုက်တာပါရွှေအောင်ဟွာကတော့ဂျူရင်ချောကိုအောင်ပြောင်းစီပြီးတော့တရားပေါ်က live ကိုဖွင့်ပြကသမားကိုယ်တိုင်တောင်းပန်ပေးဖို့ခွင့်တောင်းလိုက်ပါတယ်တနိုင်ငံလုံးကြည့်နေချိန်မှာဂျူရင်ချောင်က အမိုက်လိုကောင်းတောင်းပန်လိုက်မယ်ဆိုရင်အစိုးရအနေနဲ့တိတ်ခါကြာသွားနိုင်ကြောင်းကိုပြောလာပါတယ်။ပန်နိုကူကနှစ်30ကျော်ပတ်စံတဝန်နဲ့နိုင်ငံတော်အတွက်အလုပ်လုပ်ခဲ့တဲ့သူကိုအမိုက်လိုပြောတာလားလို့ပြန်ပြီးတော့မေးခွန်းထုတ်လိုက်ပါတယ်။နောက်ကွမ်းနေလိန်နေတဲ့ဂျူဂျင်ချောတို့လိုရဲရာရှိတွေကရောလာကအတွက်ဘလောက်ရနေလို့ဒီလောက်တော့မှပြီးပြီဆိုပြီးတော့ချမ်းသာနေရတာလေးလို့ပြန်မေးလိုက်ကတခိုးချဘိုးတွေတရောင်းစားရဲတွေလို့ပန်နိုကူကပြန်ပြောလိုက်ပါတယ်။လက်စားနေရဲကသူ့ကိုအမိုက်လိုလာပြောတာလေသူမခံနိုင်ကြောင်းပန်နိုကူကထပ်ပြောလိုက်ပါတယ်။ ယွမ်ဝါကဂျားရဲရီတောင်းပန်နေတာကြောင့်ဂျူဒင်ချောကအလောက်ထိရိုသေနေဖို့မလိုကြောင်းပြောကာဒီလိုဆက်ဆံမှုတွေကြောင့်အကျန်းဖတ်သမားတွေကရောင်းတက်လာတာလို့ပြောလိုက်ပါတယ်ဂျူဒင်ချောကလည်းဒီလိုသာဆက်လုပ်နေចောင်းသွားတက်နေတဲ့တားဖြစ်သူရဲ့ဓာတ်ပုံကိုထုတ်ပြပြီးတသက်လုံးလူသက်သမားရဲ့တားဖြစ်ချိန်နာလိုက်မယ်လို့ဒေါသထွက်ပြီးတော့ပြောလိုက်ပါတယ်ဘန်နူကဂျူဒင်ချောကိုတတ်ပြီးတော့10မိနစ်အချိန်ပေးမှဖြစ်ကြောင်းယွမ်ဝါကိုပြောပါတယ်ဒီတော့မှယွမ်ဝါကနှစ်ချက်မှဘုံတက်ထားတော့သတိရသွားပြီးတော့စာရွက်နဲ့ရေးကဂျူဒင်ချောကိုသတိပေးလိုက်ပါတယ်အကေမပါတဲ့ရဲချုပ်ကလည်းစာရွက်က နတ်ကျက်မှာဘုံရှိတဲ့ဆွဲစားကိုတနိုင်ငံလုံးကြောင်းအကျယ်ကြီးအော်ဖက်လိုက်တာနတ်ကျက်ကိုဆွဲဖြုတ်လိုက်တာတော့ဘုံကပေါက်ကွဲသွားခဲ့ပါလေပတ်ချောင်မရနတ်ကျက်မှာဘုံရှိတာဘလို့သိလဲဆိုပြီးမေးနေလို့ဝန်ထမ်းတွေကဂျူတင်ချောရဲ့အလောင်းကိုသာတည်သွားလိုက်ကြပြီးဌာနမှုကရုပ်တံဆက်လက်ရိုက်ကူးမှုကိုဆက်လက်ထုတ်လွှင့်ဖို့ဈေးခိုင်းနေခဲ့ပါလေယွမ်ဝါကခုံကားထလိုက်တာနဲ့ဘုံပေါက်ကွဲမှာဖြစ်တာကြောင့်အခက်တွေ့နေခဲ့ရပါလေဂျူတင်ချောတည်ဆုံးပြီး10မိနစ်ကြာမှာပတ်နုတ်ကွဲဖုန်းကပြန်ဝင်လာတာကြောင့်ယွမ်ဝါကဆဲရေးပြီးတော့ဖုန်းကိုကောက်ကင်လိုက်ပါလေ ဒါပေမဲ့ဖုန်းဆက်လာသူကခြာရင်ဦးဖြစ်နေကြအောင်အစည်းအဝေးကိုရလိုက်ဖို့နဲ့သူ့မှာအခြေအနေမကောင်းတော့ကြောင်းကိုတောင်းဆိုလိုက်ပါတယ်။ခြာရင်ဦးကတခြားရုပ်တံဌာနတွေကပတ်နိုကိုခြေအားခံနိုင်မှုအသေးအံစူးစမ်းနေတယ်မှာရက်လိုက်မယ်ဆိုရင်တဲတဲကိုရေသွန်လိုက်တယ်လို့ဖြစ်သွားမှာကိုစိုးရိမ်နေတာပါ။ခြာရင်ဦးကရေဒီယိုဌာနမှာပဲဆက်နေကြတာလားလို့ချင်းချောက်ကဆက်လက်အချိန်ဆွဲဖို့ပြောလိုက်ပြီးဘဲသမရကူမှမျောမနေဖို့ထပ်ပြောလိုက်ပါတယ်။အိမ်ပြတော်ကပတ်နိုကိုအမားတွေဆက်လို့မပြောင်းလူတွေထပ်တတ်မပြောင်းလောက်ပြီးတော့အကြမ်းဖက်လူစိုးဘွားရောက်အောင်လောက်ခါတောင်းပန်မှုအတွက်ကိုတော့ရှောင်ဖယ်သွားမှာဖြစ်ကြောင်း ဒါကြောင့်မလို့ပန်းတို့ကဘယ်နေရာမှာရှိတယ်ဆိုတာသိပါလေ။အချိန်ဆွဲထားတာဖြစ်နိုင်ကြောင်းရွံ့အောင်ဝါကိုဆက်ပြီးတော့ပြောပါလေ။ဂျာရဲယုံကပန်းတို့ကအဓိကကြိုးကင်ညာကရွံ့အောင်ဝါသာဖြစ်ကြောင်းနဲ့တမရကမတောင်းမနိုင်ကြောင်းပြောလိုက်ပါကပန်းတို့ကလူတွေထတ်တတ်မီးရင်းနဲ့နောက်ဆုံးမှရဲကထွက်လာကဖမ်းဆီးလိုက်မှာဖြစ်ကြောင်းသူ့အထင်ပြောပါလေ။ရွံ့အောင်ဝါကအခြေအနေကိုနားလည်သွားပြီးတော့ SNC ဌာနနဲ့ညှိနှိုင်းထားလားလို့မေးလိုက်တော့ကြီးစုသူ90ရာခိုင်နှုန်းကျော်သွားမယ်ဆိုရင်သူက driver ယာရူးကိုရရှိတော့မှဖြစ်ကြောင်းဝန်ခံလိုက်ပါလေ။မတောင်းမနိုင်ကြောင်းကိုပြောပြီးတော့ပန်းတို့ကိုထွေပြားစီကာ ဖမ်းပေးလိုက်လို့ဖြစ်အောင်လုပ်ဖို့အတွက်ဂုံနူးဆောင်တစ်စိမ့်နဲ့မြားကရုံရောင်ဟွာကိုတိုက်တွန်းလိုက်ပါလေရုံဟွာကပတ်ချောင်မင်းကိုနှစ်ချမ်းနဲ့ဘုံကိုဖြုတ်ပေးဖို့ပြောတဲ့အခါဘုံရှင်လင်းအဖွဲကလာနေဖြစ်ကြောင်းကိုသိလိုက်ရပါလေပတ်ချောင်မင်းကတော့နှစ်ချမ်းမှာဘုံရှိနေအောင်စောစီမပြောတဲ့အတွက်ရုံဟွာကိုအပြစ်တင်တာကြောင့်ရုံဟွာကတောင်းမှန်လိုက်ပါကအားလုံးပြီးသွားမှဖြစ်ကြောင်းပြောလိုက်တော့တောင်းမှန်လဲထွက်ပြေးမှဖြစ်တဲ့အတွက်မိအောင်ဖမ်းဖို့ကအဓိကသာဖြစ်ကြောင်းကိုပြောလိုက်ပါလေလူတွေတေးအောင်ထိုင်ကြည့်ပြီးမှမိအောင်ဖမ်းရမှာလားလို့ရုံဟွာကမေးပါလေနောက်တော့အချိန်လေးရရက်ကိုသုံးသပ်ပြီးတော့ ပန်းတို့ကလူစိတ်ဝင်စားခံရယုံကာရှင်းတဲ့ချိန်မှာတရားတွေကိုဖောက်ခွဲလိုက်တာဖြစ်ကြောင်းအဲဒီချိန်မှာတောင်းမှန်လိုက်မယ်ဆိုရင်ဒုတိယဖောက်ခွဲမှုလည်းဖြစ်မလာနိုင်ပဲလူသေးဆုံးမှုလည်းရှိလာမှာမဟုတ်ကြောင်းသူကတရားနဲ့ဤတဝိုင်းမှာသာရှိနေနိုင်ကြောင်းကိုပတ်ကြောင်မေုံတီးပေးလိုက်ပါလေခြားတဲ့ဦးကတော့တရားကံနဲ့မသိရင်ရဲတွေလှုပ်ရှားလို့မရကြောင်းကိုပြောကာမတောင်းမှန်နိုင်ကြောင်းအကြောင်းပြန်ဖို့သာတွင်တွင်ထပ်ပြောလိုက်ပါလေအဲ့မှာပဲပတ်ကြောင်မေနဲ့ခြားတဲ့ဦးကထအညိပြီးတော့စကားတွေများကြပါတော့လေလိုင်းပွင့်သွားတဲ့ခါမှာပတ်ကြောင်မေကအချိန်ဆွဲထားပေးဖို့နဲ့ခြားတဲ့ဦးပြောသလိုမချေညာဖို့လှမ်းပြီးတော့ပြောပါလေ ယွမ်ဝါကတမနာကြီးကစတူဒီယိုမှာရောက်နေပြီးတော့တောင်းပန်မှုအစင်းသိဖြစ်နေဖြစ်ကြောင်းကိုပြောကာအစိုးရကလည်းတောင်းဆိုများတွေအားလုံးကိုလိုက်လျောပေးဖို့ကြေညာထားကြောင်းကိုပြောလာပါတယ်။ဘန်နိုကူကအနီးနားမှာရှိနေမှန်းသူကသိပြီးသူ့ရဲ့ဘေးမှာရက်ကကင်မရာရှိမှာရက်ပြီးတော့တောင်းပန်ခံလိုက်ဖို့စတူဒီယိုကိုလာဖို့အတွက်ဖိတ်ခေါ်လိုက်ပါတယ်။သူတို့တောင်းပန်ခံပြီးပါကအပြစ်ဝင်ခံမှာဖြစ်ပြီး၃မိနစ်ပဲချိန်ရမှာဖြစ်ကြောင်းယွမ်ဝါကပြောလိုက်ပါတယ်။မကြာခင်မှာ KTN သတင်းဌာနကကြေညာသူလီဂျင်ဆန်က SNC သတင်းဌာနကယွမ်ဝါဟာအကြမ်းဖက်သမားစီကအခကြေးငွေယူထားပြီး အခက်အခဲဖြစ်နေတဲ့အကြောင်းကိုကြေညာလာခဲ့ပါတယ်။လီဂျင်ဆိုင်ကလိုအပ်လာပါကအကူအညီပေးခြင်းတဲ့အကြောင်းနဲ့ငွေလက်ခံထားပါကမြန်မြန်ဝန်ခံလိုက်ဖို့လည်းပြောလာခဲ့တာပါ။လီဂျင်ဆိုင်ကရွံ့ဝါအကောင်းဆုံးတင်ဆက်သူစုရခဲ့တဲ့စောင်းမကဇနီးရဲ့စောင်းမဖြစ်တဲ့အကြောင်းစတဲ့အကြောင်းအရာတွေကိုငယ်ကျုံးငယ်နာတွေဖော်ကားထုတ်ဖော်ပြောဆိုလာပါတယ်။ရွံ့ဝါကစိတ်တူလာပြီးတော့ line ဖြုတ်ချဖို့ပြောပေမယ့်ချားရဲုံကဒါတွေကိုကြော်လွှားနိုင်မှသာအလုံးဆက်လုပ်လို့ရမှာဖြစ်ကြောင်းကိုပြောလိုက်ပါရယ်။ဗချာကင်မှာသမရာကြီးကရုံးခန်းထဲမှာစောင့်နေပြီးတောင်းမှန်မှုရောက်နေဖြစ်ကြောင်းဒါမဲ့အဲဒီကိစ္စကိုလည်း လျှို့ဝှက်ထားဖို့မက်ဆေးတဆောင်ကရောက်လာခဲ့ပါတယ်။လီဂျင်ဆန်ကသူတစ်ပါးရဲ့ဆောင်းပါးနဲ့စုထားတဲ့ကိစ္စနဲ့အကြမ်းဖက်သမားဖောက်ခွဲမဲ့သတင်းကိုရဲမတိုင်းမဲထိန်ချန်ထားတာတွေကိုဖြေရှင်းပေးဖို့ဆိုလာခဲ့ပါတယ်။ခြားတဲ့ဦးကကြီးစုသူ88ရာခိုင်နှုန်းဖြစ်သွားကြောင်းရွေးအောင်ဝါကိုသတင်းလှမ်းပေးကတောင်းဝင်ခြေသွားဖြစ်တာကြောင့်ညနေမှာတဝိုင်းဧည့်ခံမဲအကြောင်းပြောပြီးတော့ထွက်သွားပါတော့တယ်။ရွေးအောင်ဝါကခြားတဲ့ဦးရဲ့အပြုမှုတွေကအတော်လေးကိုဆက်ဖြင်းဖြင်းဖြစ်သွားခဲ့ပါတယ်။လီဂျင်ဆန်ကရွေးအောင်ဝါရဲ့နှစ်ချက်မှာဘုံတလုံးရှိကြောင်းကဘလို့ဒီမှမသိပေမဲ့ခြေညာသွားပါတယ်။ရွေးအောင်ဝါထိတ်လန့်သွားပြီးတော့တမနာကြီးရောက်နေကြောင်း ဘတ်ကြောင်မင်းအားပို့ထားတဲ့ message ကိုပန်တို့ကူမြင်အောင်ပြလိုက်ပါလေ။ယွမ်ဝါကဒါးပေါ်မှာသတင်းတော့တွေနဲ့တစားကန်တွေရှိနေကြောင်းပြောပြီးတော့ဒါးကိုတစ်ချက်ကြည့်ဖို့ပြောလိုက်ပါလေ။ပူနေနေကွာရှင်းတဲ့ဇနီးဖြစ်သူလီဂျီစုကဖုန်းနဲ့ရိုက်ကူးထုတ်လွှင့်တဲ့ live ကိုလွှင့်လာပြီးတော့ဒုတိယကြိမ်ပေါက်ကွဲမှုမှာကင်မရာပျက်စီးသွားတဲ့အကြောင်းကိုကြေညာနေခဲ့ပါလေ။မာဖူဒါးပေါ်မှာတော့ပြည်သူ၁၆ဦးပိတ်မိနေပြီးပြည်သူတွေကလည်းစိုးရိမ်ထိတ်လန့်နေကြပါလေ။အဲလိုကြေညာနေစဉ်တွေးမှာပဲဒါးကပုံမှုတိန်းဆောင်လာပြီးတော့ကယ်ဆယ်ရေးလုပ်ငန်းတွေကလည်းအစီအစဉ်ရှိနေခဲ့ပါလေ။ ဒါပေမဲ့ပန်းတို့ကွဲဝင်ခံချက်ကိုမရသေးတာကြောင့်ကဲသေးချဖို့ခက်ခဲနေကြတာပါလီဂျီစုနဲ့ရွံ့အောင်ဝါလေးတောင်းနဲ့တောက်သတိပေးနေကြပြီးလီဂျီစုကတော့အစီအပြေချောင်းပြောနေပြီမဲ့တရားလက်ရန်ကိုဖတ်ထားရပါလေရွံ့ဝါကမျိုးသမီးတစားကန်တွေနဲ့ကလေးတွေကိုကဲတင်ဝင်ပေးဖို့တောင်းဆိုပြီးမဲ့လဲမတောင်းမှန်တပ်ပြစ်မှာဖြစ်ကြောင်းပန်းတို့ကပြောပါလေမကြခင်မှာပဲပန်းတို့ကိုချေအားခံလို့ရပြီဖြစ်ကြောင်းနဲ့သူကိုယ်တိုင်လည်းအနီးနားမှာရှိနေပြီးတော့ရဲတွေသွားနေဖြစ်ကြောင်းကိုပြောလာခဲ့ပါလေရွံ့ဝါတမရလာပြီးတော့မတောင်းမှန်ဘူးလားလို့မေးတဲ့အခါ တရခိုင်အောင်ရင်ဖမ်းမှသာတစားကန်တွေကိုကယ်တင်နိုင်မှာဖြစ်ကြောင်းဘတ်ချောင်မင်းကပြောလာခဲ့ပါတယ်။အဲ့ချိန်မှာပဲတတရချင်းဘုံကထပ်ပေါက်ကွဲသွားပြီးတော့တရားပြိုကျပြီးတော့လီဂျီဆူနဲ့ဒရာပေါ်မှာရှိတဲ့လူ15ယောက်စလုံးပါသွားခဲ့ပါတော့တယ်။ဒါတော့မဲအားလုံးကကြေကွဲနေကြပြီးယွမ်ဟွာကဒရာပြိုကျမှာအသက်ရှင်ကျန်သူတွေရှိနိုင်သေးတာကြောင့်ရေပြင်ကယ်သေးဖွဲ့ကိုကူညီတောင်းလိုက်ပါတယ်။ဘတ်ချောင်မင်းက TV screen ကိုကြည့်နေဖို့ဖုန်းလမ်းဆက်ကလီဂျီဆူကိုကယ်တင်ပြီးပါကသတင်းပို့ပေးမယ်အကြောင်းအားလုံးပြီးဖြစ်ကြောင်းကိုပြောလာပါတယ်။ ဒီပေါ်မှာတော့လက်နက်ကင်တွေကအစာအုပ်ကိုဝိုင်းထားပြီးတော့ဘန်နူကိုတွေးရှိနေဖြစ်ကြောင်းကြေညာနေသလိုမကြခင်ပြစ်ခတ်နိုင်တဲ့အထီးကိုချိန်ထားရဖြစ်ကြောင်းကိုလည်းကြေညာလာခဲ့ပါတယ်။ဘန်နူကတော့ရုံရောင်ဝါစီကိုဖုံးဆက်ပြီးအစည်းတင်တဲ့ခုအစာအနေဖြစ်ကြောင်းအားလုံးမျှော်လင့်ထားသလိုသူ့ကိုဖမ်းမိတဲ့ပုံလေးပါလာမှာမဟုတ်ပဲ SNC အစာအုပ်ရဲ့ဘေးက JR တာဝါကိုဖြိုချတော့မှဖြစ်ကြောင်းကြေညာလာခဲ့ပါတယ်။ရုံရောင်ဝါကပတ်ချောင်းမင်းစီကိုဆက်တွယ်ပြီးတော့ဘန်နူကိုဖမ်းဆီးမှုခိတ္တရထားပေးဖို့တောင်းဆိုလိုက်ပါတယ်။ဒါပေမဲ့အဲ့ဒီ JR အစာအုပ်ကမကြခင်မှာပေါက်ကွဲတော့မှဖြစ်တာကြောင့် ။စာအုပ်ကနေထွက်ခွာဖို့သတိပေးနေစေမှာပဲ။ဘန်နိုကူကဖောက်ခွဲပြစ်လိုက်ပါလေ။အောက်ခြေကနေဖောက်ခွဲလိုက်မှုကြောင့်ရဲတွေရှိနေတဲ့ဂျီယာအစာအုပ်ကဘေးနာမှာရှိနေတဲ့ SNT အစာအုပ်ဘော်ကိုယာယီပြီးတော့ကြာလာခဲ့ပါလေ။ဒါတောင်မလို့ရွှေအောင်ဝါရဲ့ SNC ကလည်းယာယီနဲ့ကတိန်းဆောင်သွားခဲ့ပါလေ။အလုံးကထွက်ပြေးသွားကြပြီးတော့ရွှေအောင်ဝါတယောက်ကသာ SNC ရုံးကနေမှာကြာရင်နေပြီးတော့ဖုန်းခေါ်ကြည့်ပေမဲ့ line ကပြတ်နေခဲ့ပါပြီ။ရွှေအောင်ဝါတော့ထိုင်ကွန်းနဲ့ဖင်ကြွားတာနဲ့နားရေကဘုံကပေါက်ကွဲသွားနိုင်ကြောင်းသတိရတာကြောင့်မထအရေးပဲဖြစ်နေပါလေ။ ဖုန်းတမ်းမီလာအတွက်ရွံ့အောင်ဝါအောက်ကြနဲ့ဖုန်းကိုဖေးမကြွဘဲကောက်လိုက်တဲ့အခါမှာအိမ်ပြတော်ရဲ့ပြောဆိုခြင်းရှိသူကင်ဆန်မိုးကစိုးရင်တလို့နဲ့ဖုန်းဆက်လာတာပါမကြခင်မှာကယ်ဆယ်တွေရောက်လာမှဖြစ်ပြီးတော့လက်စားထားကသတင်းထင်ရှားမှုတွေဆစ်ဆေးခံမှာဖြစ်ကြောင်းကိုပြောလာပါတော့တယ်ပန်အူကအလောင်းရှာများတော့ကြောင့်ပြည်သူလူထုအုံကြွမလာခင်သူတို့စီစဉ်ထားတဲ့ဖွင့်အားချက်တွေတိုင်းထွက်ဆိုပေးဖို့အိမ်ပြတော်ကညှိနှိုင်းလာပါတယ်ရွံ့ဝါကင်ဆန်မိုးနဲ့ခြားတဲ့ဦးတို့နှစ်ယောက်ပေါင်းပြီးတော့သူ့ဘော်အပြစ်တွေအလုံးပုံချသွားပြီးဖြစ်မှန်းကိုတီးလိုက်ရပါတော့တယ် ကင်ဆန်ဘွားသူပေးတဲ့ပတ်စံကိုယူခဲ့တာအမှန်ဖြစ်တာကြောင့်စစ်ဆေးခံမှာဖြစ်ကြောင်းနဲ့ဇော်ပိုင်းကလေးကခြာရုံပြောသလိုသာကြေညာခဲ့မယ်ဆိုရင်ဒီအခြေအနေကိုရောက်လာမှာမဟုတ်ကြောင်းပြောလိုက်ကခြာရုံကအလုံးအတန်သွင်းထားတာဖြစ်ကြောင်းကိုချိန်ချောက်ပါတော့တယ်။သတင်းဌာနတွေကတော့ရင်းအောင်ဝါဟာတပ်သေးအတုလုပ်ပြီးတော့ထွက်ပြေးတိန်ရှောင်တယ်လို့ဆွဆွဲလိုက်ကြပြီးမကြာခင်မှာဖန်ဆီးစစ်ဆေးတော့မှာဖြစ်ကြောင်းကိုလည်းကြေညာနေပါတယ်။ရဲတွေကပန်တို့ကိုရှာဖွေနေစမှာပဲပန်တို့က SNC စလိုဂန်တွေကနေရင်းအောင်ဝါစီကိုဖုံးဆက်လာကသူကိုဖမ်းမိသွားပါကထောင်ဘလောက်ကြာမှလဲလို့ခံမှန်းခိုင်းလိုက်ပါတယ်။ ယူယောင်ဝါကသတင်းထပ်ပြီးတော့ကြေညာလို့ရာသီးကြောင်းနဲ့တောင်းပန်ခံမှုအတွက်သူကကူညီမယ်အကြောင်းကိုပြောပါတယ်။ပန်နိုကူကသူခလုတ်ချက်ထပ်နှိပ်တာနဲ့ဂျီအာနဲ့ SND အစားအုပ်နှစ်ခုလုံးကလုံးဝပြိုကျသွားမှာဖြစ်ကြောင်းကိုပြောပါတယ်။ယူယောင်ဝါကကင်မရာရှေ့ကိုတခါလဲလာရှင်းမှုနဲ့တမနာမတောင်းပန်တာနဲ့သူနဲ့မဆိုင်ကြောင်းပြောတဲ့အခါသူကရိုင်ကလည်းတခြားသူတွေနဲ့မတူလို့ထင်ထားခဲ့ပေမဲ့မှားသွားခဲ့ကြောင်းတခြားသူတွေနဲ့အတူတူဖြစ်တာကြောင့်အခုသေရတော့မှဖြစ်ကြောင်းကိုပြောလိုက်ပါလေ။ယွမ်ဝါသူ့ကိုတစ်ခါတော့ချမ်းသာပေးဖို့တောင်းဆိုတဲ့အခါဘန်နိုကနားမှာတတ်ထားတာဘုံတူးဖြစ်ပြီ 5မိနစ်တွင်အမြန်ထွက်သွားခွင့်ရှိကြောင်းပြောလာပါတော့တယ်။ယွမ်ဟွာနာဘုံအမြန်ဖြုတ်ပြီးရုပ်တန်လွှဲမှုပြင်ဆင်နေချိန်မှာအကြမ်းဖက်သမားပန်းတို့ကလွန်ခဲ့တဲ့နှစ်နှစ်ကရာပြင်ဆင်မှုမှာမတော်စားထိခိုက်ပြီးဒေအဆုံးသွားသူဖြစ်ကြောင်းကိုကြေညာလာပါတယ်။ဒီသတင်းကိုကြားသွားတဲ့ယွမ်ဟွာကပန်းတို့ကနဲ့ဖုန်းပြောခဲ့တဲ့စကားတွေကိုပြန်တွေးကအတွေးများသွားခဲ့ရပါတယ်။ယွမ်ဟွာကရုပ်တန်လွှဲမှုစ조사နေစမှာရဲရီယာပန်းတို့ကအင်ကိုဝင်စီးနေကြောင်းသတင်းဌာနတစ်ခုကကြေညာနေဖြစ်တယ်လို့ပန်းတို့ကအိမ်မှာအင်ဂျင်နီယာကျွမ်းကျင်မှုနဲ့ပတ်သက်တဲ့သက်သေတွေကိုတွေ့ရကြောင်းကိုကြေညာနေခဲ့ပါတယ်။ ်ဂျီအာနဲ့ SNC အစအုပ်နှစ်ခုစလုံးကပြိုကျသွားနိုင်ကြောင်းနဲ့အားလုံးကိုလွတ်မြောက်စီကိုပို့ဆောင်ပြီးပေမဲ့ယွမ်ဝါကတော့ပျောက်ဆုံးနေကြောင်း KTN သတင်းဌာနကကြေညာနေခဲ့ပါတယ်ယွမ်ဝါ live stream မှာကြားခဲ့မှာပတ်နိုကူကကင်မရာရှေ့ကိုလူလုံးပြလာမှာဖြစ်ကြောင်းနဲ့ SNC အစအုပ်မှာလည်းမကြားခင်မှာဖောက်ခွဲတော့မဲ့ဘုံတလုံးကိုထောင်ထားသေးကြောင်းကိုပြောလာခဲ့ပါတယ်မကြားခင်မှာပတ်နိုကူဆိုသူကရောက်လာပြီးတော့ယွမ်ဝါနဲ့လုံထွေးတပ်ပုံနေတဲ့ချိန်မှာအစအုပ်ကတစ်ချက်ပြိုကျသွားပြီးတော့နေအောင်သားရှော့ကျသွားခဲ့ပါတယ်ပန်နိုကူက remote နဲ့အတူပျောက်သွားပြီးတော့ ရဲမှူးဂျူရင်ချောကြားကြံခဲ့တဲ့ဖိုင်တွဲရပတ်နုတ်ကရဲ့သားပတ်ရှင်ဟူဆိုသူဖြစ်ကြောင်းကိုသိလိုက်ရပါတော့တယ်။ရွှေအောင်ဝါလိုက်လံရှားဖွေရမှာအစာဦးပြေမှမှာမီးချိုးကိုကိုင်းကတွဲလောင်းကြနေတဲ့ပတ်ရှင်ကိုတွေးလိုက်ရပါတယ်။ဘာကင်ဖြစ်သူကရွှေအောင်ဝါအကြီးစားဖန်ဖြစ်ပြီးတော့ရွှေအောင်ဝါရဲ့ယူသားမှုယုံကြည်တာကြောင့်ရွေးချယ်ခဲ့တာဖြစ်ကြောင်းကိုပြောလာခဲ့ပါတယ်။ဒါကြောင့်မလို့ပတ်ရှင်ကပတ်နုတ်ကရဲ့နာမည်နဲ့တောင်းပန်တာကိုလိုချင်ခဲ့တဲ့အတွက်ရွှေအောင်ဝါရဲ့အကူအညီကိုရယူခဲ့တာဖြစ်ကြောင်းဘာကြောင့်တောင်းပန်မှုအတွက်တလောက်ခန့်နေရတာလဲလို့ပြောလာပါတော့တယ်။ ဘတ်ကြောင်မင်းပေးခဲ့တဲ့ရဲသုံးစကားပြောစကားအကြမ်းဖက်သမား32ထက်စတူဒီယိုမှာရှိနေကြောင်းတွေ့တာနဲ့ချက်ချင်းပြစ်တတ်ဖို့ပြောနေခဲ့ပါပြီ။ရွှေဟွာပတ်ရှင်ကိုကဲတင်းမှုစူးစမ်းခဲ့ပြီးမယ်။ပြုတ်ချသေးဆုံးသွားကဘုံဖောက်ခွဲရမယ့်ရမူးကရွှေဟွာစီမှာကြံနေခဲ့ပါလိမ့်။သတင်းဌာနတွေကအကြမ်းဖက်သမားကိုအသေးဖမ်းမိကြောင်းကိုကြေညာနေခဲ့ပြီး SNC သတင်းတော့လီဂျီစုကလည်းသေဆုံးသွားကြောင်းကိုကြေညာလိုက်ပါတော့တယ်။ကြံဖက်သမားမှုတ်တဲ့ရွှေဟွာကပတ်ရှင်ဝဲဘုံရမူးကိုကာရင်နဲ့ တရင်ဌာနရဲ့တစ်ဖက်သက်ဂျင်ညာချက်တွေကိုတီးမခံနိုင်တဲ့အဆုံးမှာဘုံရမ်ဘူးခလုတ်ကိုညင်သားစွာဖြေးဖြေးလေးဖိချလိုက်ရင်းနေပဲဇက်ကားလေးကဒီညမှာဇက်သိမ့်လို့သွားခဲ့ပါတော့တယ်ခင်ဗျာဟုတ်ကဲ့ပါဒီနေ့တင်ဆက်မှုကတော့ဒီလောက်ပါပဲခင်ဗျာ channel ကို subscribe လုပ်ဘေးနာအကောင့်လုပ်နှိပ်ပြီးတော့နောက်နေ့ရုပ်ရှင်ကားတွေမှာပြန်တွေ့ပါမယ်ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်